မင်္ဂလာပါ ACD ကွန်ပျူတာသင်တန်းမှကြိုဆိုပါတယ်ကျွန်တော်နာမည်နန်လေးဦးပါကျွန်တော်တို့ ACD ကွန်ပျူတာသင်တန်းရဲ့ founder ပါခင်ဗျာကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့သင်ခန်းစာလေးကတော့ Microsoft မှာပေါ့နော် shortcut တုံးလို့မရတဲ့ error ဖြစ်ရှင်းလေးကိုကျွန်တော်မျှဝေပေးသွားချင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ပေါ့နော်ဒီ Microsoft မှာတစ်ခါကြာလို့ရှိရင်ကျွန်တော်တို့မှာ control control c control v ပေါ့နော် copy ကူးလို့မရတယ် အဲရှော့ကတ်သုံးလို့များတဲ့အရာတွေရှိပါတယ်ဒီအဲ့ဒါကိုအဲဘယ်လိုမျိုးဖြည့်ရှင်းမှာလဲဆိုတော့ပေါ့နော်ကျွန်တော်ဒီသင်ခန်းစာလေးကိုကျွန်တော်မျှဝေပေးသွားခြင်းပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ကနေပြီးတော့ Microsoft Word ကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါနော်ကျွန်တော် Microsoft Word ကိုဒီမှာဖွင့်ပေးလိုက်ပါမယ် Okay ဒီမှာကျွန်တော်စာတစ်ခုခုကျွန်တော်ဒီမှာရေးကြည့်လိုက်မယ်နော် မကွန်ထိုးအေအခုလောလောဆယ်ဒီမှာကျွန်တော်ရဲ့ကွန်ပျူတာလေးရဒီမှာ shortcut key တုံးလို့ရပါတယ်เนาะအရင်တော့ကျွန်တော်တုံးလို့မရပါဘူးဘာလို့တုံးလို့မရလဲဆိုလို့ရှိရင်ဒီ shortcut key လေးရပါတော့ ဒီ၆ကကီလေးသုံးလို့မရဘူးဆိုလို့ရှိရင်ပြင်ရမယ်စတင်လေးရှိပါတယ်เนาะအဲ့ဒီစတင်လေးကိုတွားပြင်ဖို့လိုအပ်ပါတယ်เนาะဒီမှာဆိုလို့ရှိရင်ကျွန်တော် control A နှိပ်မယ်ဆိုလို့ရှိရင်ဒါအသုံးပြုလို့ရပါတယ်เนาะအမှ control A နဲ့ကျွန်တော်အကုန်လုံးဆက်လက်မှတ်လိုက်တယ်ပြီးရင် control C နှိပ်တယ်ပြီးလို့ရှိရင်အောက်မှာ control V နှိပ်တယ်เนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ၆ကကီလေးကိုအသုံးပြုလို့ရပါတယ်เนาะတကယ်လို့ဒီလိုမျိုး၆ကကီလေးအသုံးပြုလို့မရဘူးဆိုလို့ရှိရင်ဘယ်ထက်ကိုတွားပြင်ရမှာလဲဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ပေါ့เนาะဒီ file ကိုနှိပ်လိုက်ပါเนาะ ပြီးလို့ရှိရင်အောက်ဆုံးမှာရှိတဲ့ဒီ option ဆိုတာကိုတစ်ချက်နှိပ်လိုက်ပါပြီးတော့ရဆိုလို့ရှိရင်ဒီမှာ language ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပါနော် okay ဒီ language မှာရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော်ပြင်ပေးရမှာပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီအဓိကပေါ့နော်ဒီ display language မှာပြင်ပေးရမှာဖြစ်ပါတယ်နော်တကယ်လို့ဒီမှာမိတ်ဆွေတို့အနေနဲ့ဒီမှာ number 1မှာဒီမှာဟိုအင်္ဂလိပ်အင်္ဂလိပ် layer 1မှာ အဲအပေါ်မှာရောက်နေရဆိုလို့ရှိရင်အောက်ကိုအောက်ကိုချပေးလိုက်ပါနော်အောက်ကိုချပေးလိုက်ပါအောက်ကိုချမယ်ဆိုလို့ရှိရင်လည်းလွယ်ပါတယ်ဒီအောက်ကနေပြီးတော့ဒီမှာဆက်တဲ့ဒီဆက်တဲ့ default ဆိုတာလေးကိုနော်မိတ်ဆွေတို့အနေနဲ့တကယ်လို့ဒီအပေါ်အောက်ချိန်ချင်တယ်ဆိုလို့ရှိရင်ဒီဆက်တဲ့ default လေးကိုနှိပ်ပေးလိုက်ပါနော်ဒီမှာဆိုလို့ရှိရင်ဒီဘက်ဒီဘက်ကဟို display language မှာဆိုလို့ရှိရင် အင်္ဂလိပ်လေးရအောက်ကနေပြီးတော့ဖြစ်နေရပါမယ်နော်โอเคပြီးလို့ရှိရင်ဒီဘက်ကပေါ့နော်ဒီမှာ hey language ဒီဘက်မှာဆိုလို့ရှိရင် number 1ကနေပြီးတော့ဒီမှာ number 1ကဒီမှာအင်္ဂလိပ်ဆိုတာလေးဖြစ်နေရမယ်နော်အဲဒီလိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ shortcut လေးရအသုံးလို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့เนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီမှာ display language မှာ number 1မှာ english ဆိုတာဖြစ်နေဖို့လိုပါတယ် ပြီးလို့ရှိရင်ဒီဘက်ကနော်ဒီဘက်ကအဲဒီ have language မှာဆိုလို့ရှိရင်တော့ဒီမှာအင်္ဂလိပ်က number 1ဖြစ်နေဖို့လွယ်ပါတယ်နော်ဒါမှသာကျွန်တော်တို့ရဲ့ကွန်ပျူတာမှာ shortcut key တွေအသုံးပြုလို့ရမှာဖြစ်ပါတယ်နော်အဲနောက်မှဆိုလို့ရှိရင် control c control v တွေကဒါအသုံးပြုလို့ရမှာမဟုတ်ဘူးနော်ပြီးသွားလို့ရှိရင် okay ဆိုရလေးကိုနှိပ်ပေးလိုက်ပါနော်ဒီလိုမျိုး okay ကိုနှိပ်ပြီးသွားလို့ရှိရင်ကွန်ပျူတာကို widget တစ်ခါလောက်ချပေးလိုက်ပါနော် widget ချပေးလို့ပြန်ဖွင့်လာမယ်ဆိုလို့ရှိရင်ဒါ Microsoft Server လေးကပုံမှန်အတိုင်း socket အသုံးပြုလို့ရသွားပါလိမ့်မယ်နော် โอเคနောက်တစ်ချက်ပြောเสียရရှိသေးရပါဘောเนาะနောက်တစ်ချက်ပြောเสียရရှိသေးရကျွန်တော်ဒီမှာဒီကိုယ့်ရဲ့ keyboard တိုက်မှာကျွန်တော်ရှင်ကျွန်တော်ကနေပြီးတော့ဘောเนาะဒီမှာအပေါ်မှာဒီမှာ English ဘောเนาะအပေါ်မှာ English US 4ဖြစ်နေဖို့လွယ်ပါတယ်เนาะတကယ်လို့ဒီ English လေးကအပေါ်မှာဖြစ်နေရဆိုလို့ရှင်ဒါဒီ shortcut လေးဘောเนาะဒီ shortcut လေးကသွားပြင်ထားလဲဒါအသုံးလို့ရမှာမဟုတ်ပါဘူးเนาะတုံးလို့ရမယ်ဒါပေမဲ့ပေါ့နော်ဟိုစက်ကောင်တစ်ခါပဲတုံးလို့ရမယ်နောက်တစ်ခါတွေကြလို့ရှိရင်ဒါတုံးလို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့ကိုယ့်ရဲ့ကွန်ပျူတာကပေါ့နော်အမြဲတမ်းဒီမှာ အင်္ဂလိပ်ရွက်စွာလေးရဒီအပေါ်ကနေပြီးတော့ဖြစ်နေဖို့လွတ်ပါရနော်တကယ်လို့ပေါ့နော်ဒီမှာဒီ ENG ဆိုပေါ့နော်ဒီအင်္ဂလိပ်လေးကတကယ်လို့ဒီအပေါ်ကအပေါ်မှာဖြစ်နေရဆိုလို့ရှိရင်အဲဒါကျွန်တော်ကနေပြီးတော့ဒီ socket ကိုဒီမှာဒီ file နဲ့ကဒီမှာ option ကိုတွားပြင်ထားမယ်ဆိုလို့ရှိရင်လည်းဒါစကောက်ဦးဖွင့်တဲ့တစ်ခါပဲတုံးလို့ရပါမှာရပါမယ်အဲနောက်တစ်ခါကြီးကြလို့ရှိရင်တုံးလို့ရပါမဟုတ်ပါဘူးเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းဒီမှာသူ့ရဲ့ type မှာပေါ့နော်သူ့ရဲ့ keyboard လေးမှာ ွာလေးရအပေါ်မှာအမြဲတမ်းဖြစ်နေရပါမယ်เนาะတကယ်လို့ကိုယ့်ရဲ့ကွန်ပျူတာကိုတန်းဖွင့်လိုက်တယ်ပေါ့နော်ကွန်ပျူတာကိုတန်းဖွင့်လိုက်တယ်တန်းဖွင့်လိုက်တဲ့အချိန်မှာဒီပေါ်လာတန်းပြီးတော့ပေါ်လာမှာမြင်နေရမှာဒီမှာအင်္ဂလိပ် US ဆိုတာလေးရအပေါ်ကနေပြီးတော့မြင်နေရမှာပေါ့နော်အပေါ်ကနေပြီးတော့တန်းပြီးတော့မြင်နေရပါမယ်တကယ်လို့ဒီကွန်ပျူတာကိုဖွင့်လိုက်တယ်ဒီအင်္ဂလိပ် US လေးရကိုတန်းပြီးတော့မမြင်ရဘဲနဲ့ဒီမှာအဲဒီအပေါ်မှာဒီမှာဟို ENG ပေါ့နော်ဒီအင်္ဂလိပ်လေးရအပေါ်ကနေပြီးတော့ဖြစ်နေမယ်ဆိုလို့ရှိရင်လည်း ဒီ Microsoft ကမှာ shortcut လေးကိုအသုံးလို့ရမှာမဟုတ်ပါဘူးเนาะအဲ့တော့ဗောနော်တကယ်လို့အဲ့တော့တကယ်လို့ဒီမှာဒီ English US လေးကအာတကယ်လို့အောက်ကအောက်မှာဖြစ်နေရဆိုလို့ရှိရင်သူ့ကိုအမြဲတမ်းအပေါ်မှာပေါ်ကျင်နေဆိုလို့ရှိရင်သူ့ကိုထားပေးလို့ရပါတယ်เนาะထားမယ်ဆိုလို့ရှိရင်ကျွန်တော်ကနေပြီးတော့ဗောနော်ဒီကွန်ပျူတာရဲ့ဒီစတင်နဲ့ကိုတစ်ချက်သွားသွားပေးလိုက်မယ်เนาะဒီမှာဒီစတင်နဲ့ကိုသွားမယ်ဆိုလို့ရှိရင် keyboard ကနေပြီးတော့ control ရဲ့ iron နှိပ်လေးရပါတယ်ပြီးလို့ရှိရင်ဒီမှာဒီဒီ ဒီပေါ့နော်ဒီစတင်ကနေပြီးတော့သွားမယ်ဆိုလို့ရှိရင်လည်းသွားလို့ရပါတယ်နော်โอเคဒီစတင်ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားလို့ရှိရင်ဒီမှာတိုင်းရန် language ဆိုတာကိုတစ်ချက်နှိပ်ပေးလိုက်ပါနော်ဒီထက်ရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ language ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါโอเคပြီးတော့လို့ရှင်ဒီမှာပေါ့เนาะဒီဒီဒီမှာအင်္ဂလိပ်စွာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးတော့လို့ရှင်ဒီအင်္ဂလိပ်စွာလေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှင်ဒီမှာ option စွာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ โอเคဒီနေရာလေးอ่ะရေးကြည့်ရနော်အဲဒီမှာဆိုလို့ရှင်ဒီမှာ US US ဆိုတာလေးอ่ะအပွားဖြစ်နေမှာတာလင်ဒီမှာပေါ့နော်အဲဒီမှာဒီ English US ဆိုတာလေးอ่ะကွန်ပျူတာတန်းဖွင့်လိုက်လို့ရှင် အပေါ်ကနေပြီးတော့မြင်နေရမှာဖြစ်ပါရဲ့เนาะတကယ်လို့ဒီဇော်ကြီးမြန်မာ Unicode ဆိုတာလေးကဒီဟာလေးကအပေါ်ကဖြစ်နေမယ်ဆိုလို့ရှင်ကျွန်တော်ကနေပြီးတော့ဒီမှာဟို ENG ပေါ့เนาะဒီအင်္ဂလိပ်လေးကိုအရင်ဆုံးတွေ့နေရမှာဖြစ်ပါရဲ့တကယ်လို့ဒီအင်္ဂလိပ်လေးကိုတန်းပြီးတော့ မြင်နေရရဆိုလို့ရှိရင်ဒါမိုက်ကိုဆုတ်ရမှာပေါ့နော် shortcut ပေါ့နော်ပြင်ထားရပြီမဲ့လေသုံးလို့မရပါဘူးเนาะမိတ်ဆွေတို့အနေနဲ့ဒီမှာဆိုလို့ရှိရင်ဒီမှာ English US လေးကိုအမြဲတမ်းအပေါ်ကနေပြီးတော့ဖြစ်နေဖို့လည်းပါတယ်เนาะတကယ်လို့ပေါ့နော်မိတ်ဆွေတို့အနေနဲ့ဒီ Zoji လေးကအပေါ်ကဖြစ်နေရဆိုလို့ရှိရင်လည်းရပါတယ်ဖြစ်နေရဆိုလို့ရှိရင်လည်းဒီ Zoji ကိုတစ်ဆက်နှိပ်လိုက်ပါပြီးတော့လို့ရှိရင်အဲပြီးသွားလို့ရှိရင်เนาะဒီဇောကျူတစ်ချက်နှိပ်လိုက်ပါပြီးသွားလို့ရှိရင်ဒီ remove ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါเนาะ remove ဆိုတာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါ အဲပြီးသွားလို့ရှိရင် remove ဆိုတာလေတစ်ဆက်နှိပ်ပြီးသွားရည်ဆိုလို့ရှိရင်အဲဒီတကားပေါ့နော် remove လောက်ပြီးသွားရည်ဆိုလို့ရှိရင်နောက်တစ်ခါဒီဒီထည့်အောင်ပဲပြန်ဝင်လိုက်ပါဒီထည့်အောင်ပြန်ဝင်လိုက်ပြီးသွားသလိုရှိရင်ဒီမှာ us ပေါ့နော်ဒီ us တခုတည်းကိုတွေ့ရပါလိမ့်မယ်နော်အဲပြီးသွားလို့ရှိရင်ကိုကပေါ့နော်ဒီ zoji keyboard လေးကိုဆက်ပြီးတော့ထည့်ခြင်းနေဆိုလို့ရှိရင်ဒီမှာဒီအပေါ်ကဒီမှာအဲ့ဒီ keyboard ဆိုတာလေးကိုတစ်ဆက်နှိပ်ပေးလိုက်ပါလို့နှိပ်ပေးလိုက်ပါ โอเคဒီတဲ့မှာဆိုလို့ရှိရင် ပေါ့เนาะဒီတဲ့မှာဆိုလို့ရှိရင်အဲအခုလောလောဆယ်ဒီမှာကျွန်တော်ကဒီမှာဇော်ကြီးမြန်မာလေးရဒီတဲ့မှာကျွန်တော်ကနေပြတော့ဘာလို့ remove လုံးမထားတွေ့တွေ့ကြောင်ဒီတဲ့မှာရှိမှာ မဟုတ်ပါတော့တကယ်လို့မိတ်ဆွေတို့အနေနဲ့ဒီမှာ remove လုပ်လိုက်တယ်ဆိုလို့ချင်းဒီထဲမှာပေါ့နော်ဒီဟိုဒီ keyboard လေးထဲမှာရှိပါလိမ့်မယ်နော်အဲ့ကြလို့ချင်းဥမာထားပါတော့အဲဒါလေးကဇော်ကြီးမြန်မာ unit code ဆိုရင်ဒီဒီကောင်လေးကိုတစ်ချက်နှိပ်ပေးလိုက်မယ်ဆိုလို့ချင်းအဲဒါဇော်ကြီးမြန်မာလေးရဒီ English US လေးရဲ့အောက်ကိုကြာသွားလေးကိုတွေ့ရပါလိမ့်မယ်နော်မိတ်ဆွေတို့အနေနဲ့ဒီနီလန်းလေးတိုင်းပြင်ရှင်းကြည့်လို့ရပါတယ်ခင်ဗျာကိုယ့်ရဲ့ပေါ့နော်ဒီ မိုက်ခရိုဆော့ကမှ socket gate လေးသုံးလို့မရဘူးဆိုလို့ရှိရင်ကျွန်တော်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မိတ်ဆွေတို့အနေနဲ့ like လုပ်ကြည့်လို့ရှိရင်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာအားလုံးအဆင်ပြေပါစေခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ